မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ငလျင်ပင်အကူအညီများစစ်တပ်ကနိုင်ငံအမြတ်မထုတ်နိုင်ရေးအနီးကပ်စောင့်ကြည့်တဲ့လုပ်ငန်းစဉ်ထည့်သွင်းပေးဖို့နိုင်ငံတကာသို့ KNU တောင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နာကင်မုံတိုင်းအကူအညီများစစ်တပ်ကိုကြိုးစီပွားအတွက်အသုံးချခဲ့တဲ့တမိုင်းရှိကြောင်းသတိပေးပါရစေ။ငလျင်တန်ခရရတဲ့ပြည်သူများအတွက်ပြည်ရတဲ့နိုင်ငံတကာအကူအညီများပေါ် စစ်တပ်ကအခွင့်ကောင်းယူပြီးနိုင်ငံရေးအမျက်မထုတ်ဖို့အနီးကပ်ဆောင်ချင်းရဲ့လုပ်ငန်းစဉ်ထည့်သွင်းပေးဖို့ကရင်မျိုးသားစင်ယုံ KNU ဘဟုကမလ30ရက်နေ့မှာထုတ်ပြန်တိုက်တွန်းပါတယ်။2008နာဂင်မုံတိုင်းကြောင့်ပြည်သူများလက်ခံရရှိတဲ့နိုင်ငံတကာအကူအညီများကိုစင်ယုံစုက၎င်းတို့ရဲ့အကျိုးစီးပွားအတွက်အသုံးချသွားခဲ့တဲ့တမိုင်းကြောင့်လည်းရှိခဲ့ကြောင်း KNU ကကြေညာချက်မှာတတိပေးထောက်ပြထားပါတယ်။ ငလင်ဘေးတပ်ပြည်သူများမှစစ်ကောင်စီထိန်းချုပ်နေမည်အတွင်းနဲ့တော်လိုင်းဖွဲ့ရရဲ့ထိန်းချုပ်နေမည်တွေအတွင်းမှာရှိနေတာကိုသတိမှုတင်ကြောင်း KNU ကဆိုပါတယ်အဲ့ဒီအတွက်အကူအညီများပေးအပ်ရမှာအပြိုင်ကူညီပေးရတဲ့လုပ်ငန်းစဉ်တွေကိုအခြေခံပြီးအမှန်တကယ်လိုအပ်သူတွေထံရောက်ရှိနိုင်ဖို့လှုံ့ဆော်ပေးဖို့ KNU ကနိုင်ငံတကာကိုတိုက်တွန်းပါတယ်။တာမန်အခြေအနေမှာနိုင်ငံတကာနိုင်ငံရဲ့တဘာဝ BN ရဲ့တုံ့ပြန်တဲ့အနေနဲ့စစ်တပ်ကဥစွာပါဝင်ရတော့လဲစစ်ကောင်စီထိန်းချုပ်မှုအောက်ရှိစစ်တပ်ကတိုင်းပြည်ရဲ့ကြွယ်ဝမှုနဲ့အခွင့်အရေးများရယူအလွဲသုံးစားပြုပြီးပြည်သူကိုဥတီတိုက်ခိုက်ရန်သာတက်ဆွဲ ဖြန့်ချက်ထားကြောင်း KNU ကဆိုပါတယ်။ဒါအပြင်ပြည်သူများငလင်တပ်ပြင်းထန်စွာခံစားနေရခြင်းစစ်ကောင်စီအနေနဲ့အရှက်သားနေရမျိုးကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ကျူးလွန်နေတာကိုဝန်ထမ်းစွာတွေ့ရှိရကြောင်းထုတ်ပြန်ကြမှာဖော်ပြပါတယ်။လက်ရှိငလင်တပ်တင်ပြည်သူများအတွက်အချိန်တော်တွင်စိုးရင်ပေးကြပြီးကူညီဖို့ရောက်ရှိလာကြတဲ့နိုင်ငံတကာအစိုးရများဖွဲ့စည်းများနဲ့ဒေသခံပြည်ထောင်စုအဖွဲ့တွေနဲ့ပြည်သူတွေရဲ့ကူညီမှုတွေကြိုးဆိုပြီးအထူးကျေးဇူးတင်ရှိကြောင်း ြောထားပါတယ်ထို့အတူ KNU အနေနဲ့အင်အားကြီးမြင်းကလင်းတန်းချောင်းအသက်အဝင်စီစဉ်မြောင်များစွာပြည့်စည်ဆုံးရှုံးကြရတဲ့အများပြည်သူတွေနဲ့အတူထတ်တူထမြချီခွဲဝန်းနေရာကြောင်းနဲ့အရေးပေါ်လိုအပ်မှုတွေကိုတုံ့ပြန်ကူညီဆောင်ရွက်ဖို့ကိုစွမ်းညံစွမ်းရှိသူရေးတန်နိုင်တဲ့နီးလန်းနဲ့ပံ့ပိုးရမယ်လို့ KNU ကအတည်ပြုထားပါတယ် ဆက်လက်ပြီးမြန်မာငလင်ပြီးကုညီမဲထိုင်ဝမ်ကင်စင်အဖွဲ့ပြည်ဝင်ခွင့်မရလို့လက်လျှော့လိုက်ရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံငလင်ပြီးကုညီကင်စင်အတွက်ငလင်စားဖြစ်တဲ့နေ့ကလေးကအဆင်သင့်ဖြစ်နေတဲ့ထိုင်ဝမ်မှာကင်စင်အဖွဲ့မှာပြည်ဝင်ခွင့်မရလို့လက်လျှော့လိုက်ရပြီဖြစ်ကြောင်း CNN သတင်းမှာဖော်ပြထားပါတယ်ဆရာဝန်သူနာပြုနဲ့ကျွမ်းကျင်ပညာရှင်တွေပါဝင်တဲ့ထိုင်ဝမ်ကေဆေးရေးဖွဲ့ကငလင်ဘေးတင်နဲ့2025ခုနှစ်မလ28ရက်နေ့ကလေးကအသင့်အနေထားနဲ့ပြင်ဆင်စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်းသိရပါတယ်မြန်မာနိုင်ငံကိုလာရောက်ကူညီဖို့အတွက်နေစိမ်မှာ48နိုင်ကြာစောင့်ဆိုင်းခဲ့ပြီးတဲ့နောက်ပြည်ဝင်ခွင့်မရကြတဲ့အတွက်လက်လျှော့လိုက်ကြခြင်းဖြစ်တယ်လို့သိရပါတယ်အဖွဲ့ဝင်126ဦးပါဝင်တဲ့အဆိုပါကေဆေးဖွဲ့က2023ခုနှစ်ကအင်အားပြင်းတူရကီငလင်ဘေးမှာကူညီပေးခဲ့ကြတဲ့အဖွဲ့ဖြစ်ကြောင်းသိရပါတယ်မလ 2028ရက်ကစကိုင်းနဲ့မန္တလေးကိုပို့ဖို့ပြုလုပ်ခတ်ခဲ့တယ်လို့ခုနှစ်တသမခုနှစ် Richter scale အင်အားပြင်ကလင်းကြောင်းအပြက်စီးပုံများပြိမိနေသူများမှထိရောက်တဲ့ရှာဖွေကိစ္စကိုမရရှိကြပဲရှိနေကြတယ်လို့သတင်းမှဖော်ပြထားပါတယ်ရှင် ဖန်ဝရံကြောင့်ဖိပခီထွားဖို့စကောင်းဆောင်စိတ်ဖိစီနေပြီလားဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဒေတာရင်တင်ယုတ်ဂျပန်အိန္ဒိယတောင်ကိုရီးယားနဲ့အာဆီယံနိုင်ငံတွေဟာအင်တာပိုဖွဲ့ဝင်နိုင်ငံတွေဖြစ်ပြီးဖိပခီစင်သွားမယ်ဆိုရင်ကြီးမားတဲ့စိတ်ဖိစီမှုကိုစကောင်းဆောင်ခံစားမှာဖြစ်ပါတယ်။ အာဂျင်တီးနားတရားရုံးကစစ်ကောင်းဆောင်ပါဝင်စစ်တပ်အရာရှိ22ရောင်နဲ့အရက်သား300ကိုဖေဖော်ဝါရီဒုတိယပတ်မှာဖမ်းဝရမ်းထုတ်ခဲ့ပြီးလုပ်ငန်းအလုံငန်းအကောင့်ထည့်ဖို့ဘူးအပြည်ပြည်ဆိုင်ရာတပ်ဖွဲ့အင်တာပိုနဲ့ချိတ်ဆက်ဆောင်ရွက်နေတာပါအာရှဒေသတွင်းမှာမြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံအားလုံးနှိပါကအင်တာပိုဖွဲ့ဝင်နိုင်ငံတွေဖြစ်တာကြောင့်စစ်ကောင်းဆောင်တွေကပြပခီးစင်နေသွားမယ်ဆိုရင်ကြီးမားတဲ့စိတ်ဖြစ်စီမှုကိုခံစားရမှာဖြစ်ပါတယ်လို့လေလာသူတွေကမှတ်ချက်ပေးပါတယ်အာဂျင်တီးနားတရားရုံးရဲ့ဖမ်းဝရမ်းထုတ်ပြန်ချက်မှာ အမှုစစ်ဆေးဖို့အတွက်တရားရုံးမှာလုံလောက်တဲ့အချက်လက်တွေရှိနေပြီးချုပ်နောက်ဖမ်းဆီးစစ်ဆေးဖို့လိုအပ်တယ်လို့ယူဆတဲ့အတွက်ဝရမ်းထုတ်ပြန်လာလို့ဖော်ပြထားပါတယ်။ ဂျိမ်းရွှေကအင်တာပိုအဖွဲ့ဝင်တွေကတင်ယုံဂျပန်အိန္ဒိယတောင်ကိုရီးယားပြီးတော့အာဆီယံစိတ်မထင်မထင်သလိုဖမ်းလိုက်လို့ရတယ်။အဲ့ဒီတော့အနေထိုင်ကတော့တော်တော်ကျက်သွားမှာပေါ့သူတို့ဘယ်နည်းအားသွားမလဲဆိုတာတော်တော်ကြီးကိုစဉ်းစားမှမျိုးဖြစ်သွားတာပေါ့လေ။ယူရီးယားလိုနေရာမျိုးသွားရင်တော့အင်တာပိုကဝင်မဖမ်းမှုပြောနိုင်လား။မလေးရှားသွားရင်စင်ကာပူသွားရင်ဝင်မဖမ်းမှုပြောနိုင်လား။အင်တာပိုနဲ့ဆက်သွယ်တဲ့နိုင်ငံတွေအကုန်လုံးကနေပြီးဖမ်းခွင့်ရှိတာကိုဥပဒေအရမတင်ကားစရာရှိနေဆိုတာကိုအတည်ပြုလိုက်ပြီးပေါ့နော်။အဲ့ဒီတော့မေးခွန်းမေးဖို့ထွက်ဆိုမှုရယူဖို့အတွက်ဒီလူတွေကိုခေါ်ရမယ် ဆိုပြီးတော့25ရောက်စင်ရင်ထင်ထားတာပေါ့ ရာဇဝမှုတွေကအပြစ်ကြီးလေးတဲ့အတွက်သူတို့ကိုချုပ်နှောင်ပြီးတော့မှစစ်ဆေးရမယ်သဘောမျိုးရှိတဲ့အတွက်သူတို့ကိုဖမ်းဆီးဖို့လိုအပ်တယ်ပေါ့အာမခံပေးမပေးရဲ့သူတို့တဲမှာတော့မရှိထားဘူးသူတို့ရှိနေတဲ့ညှိနှိုင်းရမှာပေါ့နော်လို့ပြောပါတယ်ဝရန်ထုတ်ခံရသူတွေကိုဖမ်းဆီးရမှာနမည်တူလူသူတွေကိုမာရင်ဖမ်းဆီးတာမျိုးမလုံးမိဖို့ ਨੇ ဖမ်းဆီးရမှာအချက်လက်တွေကိုတည်ချောင်းတတိချားပြင်ဆင်ပြီးတရင်တွေကိုပြန်ပို့ဖို့အာဂျင်တီးနာတရားရုံးကထုတ်ပြန်ချက်မှာလုပ်ငန်းဖော်ဆောင်သူတွေကိုထည့်သွင်းတိုက်တွန်းထားပါတယ်ဖမ်းဝရမ်မှာပါဝင်နေတဲ့နိုင်ငံတော်တိုင်ပင်ခံပို့ကိုဒေါအောင်ဆန်းစုကြည်တမ နာဟောင်းဦးထင်ကျော်နဲ့တိုင်းရိုက်ပတ်သက်တဲ့တရားဖော်ပြချက်တွေကိုတော့တရားရုံးထုတ်ပြန်ချက်မှာထည့်သွင်းထားတာမတွေ့ရပါဘူး။ Brown ဖွဲ့တာဝန်ရှိသူဦးထွန်းကင်ကနိုင်ငံတစ်ခုကဖြစ်ဖြစ်တရားခုံရုံးတစ်ခုကဖြစ်ဖြစ်ဘယ်တော့မှဖန်ဝန်းထုတ်ခဲ့တာမျိုးမရှိဘူး။ပထမအဆုံးဖန်ဝန်းထုတ်တဲ့ပုံမှာကျွန်တော်တို့အနေနဲ့အင်မတန်မှဝမ်းသာတဲ့အားရတယ်ဒီစစ်တပ်ကကင်းလွတ်ခွင့်ဆိုတဲ့ immunity ကိုခံစားနေရတယ်ဒါကသူတို့အတွက်တော်တော်လေးကိုရိုက်ခတ်မှုတစ်ခုဖြစ်လာတယ်လို့ကျွန်တော်တို့အနေနဲ့ယုံကြည်နေတယ် တကဘာလုံးမှာရှိနေတဲ့နိုင်ငံအားလုံးကိုအင်တာပိုကတဆင်တတိပေးချက်ဖန်ဝရန်လျှောက်သွားပါလိမ့်မယ်တော်တော်လေးကိုဒီစတက်အတွက်ချက်တဲ့အနေအထားတစ်ခုကိုလျှောက်သွားမယ်ပြည်ပကိုထွက်ဖို့တော့သူတို့အနေနဲ့လုံးဝမလွယ်ပါဘူးပြလို့ပြောပါရယ်ပြည်သစ်နိုင်ငံမှာဌာနချုပ်တည်ရှိတဲ့အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့အင်တာပိုမှာကမ္ဘာနိုင်ငံပေါင်း196နိုင်ငံကအဖွဲ့ဝင်ဖြစ်ပါဝင်ထားပြီးနိုင်ငံတကာနေဆက်ဖြတ်ကျော်မှုကင်းတွေနဲ့ရာသွေးမှုတွေကိုကင်တွယ်ဖို့စုစည်းထားတဲ့ဖွဲ့အစည်းဖြစ်ပါရယ်အာဆီယံဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေတကဘာလုံးမှာရှိတဲ့အင်တာပိုဖွဲ့ဝင်နိုင်ငံ ငံတွေကုလသမဂ္ဂနဲ့အစ္စလာမစ်နိုင်ငံပေါင်းစုံဖွဲ့ OIC တို့ကိုအင်တာပိုကနေတဆင်အာဂျင်တီးနာတရားရုံးကစစ်ကောင်းဆောင်တွေကိုထုတ်ပြန်ထားတဲ့ဖန်ဝရံနဲ့အသည့်ပြီးချက်တွေပြီးဖို့သွားမှာဖြစ်ပါတယ်လို့ဥက္ကိုကိုလေးကလေးလာဝေများက ရှင်တမမဖြစ်ရပြီလေ သွားရတဲ့ခရီးစဉ်မှာငါတို့ကိုများဖမ်းမလားဆိုရင်စိုးရင်စိတ်တွေဖြစ်ရပြီးအဲ့ခံတဲ့လူကလည်းသူ့ကိုဖိရင်ငါနိုင်ငံတိတ်ခါကြမလားဆိုတာတွေအကုန်လုံးထည့်ထွက်ရတော့မယ်လွယ်လင့်တကူတော့မဖြစ်တော့ဘူးဗျာအဲ့လိုမျိုးအခက်အခဲတွေရင်ဆိုင်ရမယ် ICC ကနေပြီးတော့ IIMM နဲ့ပူးပေါင်းပြီးလုပ်နေတဲ့အလုပ်တွေမှာတော့ကြီးမားတဲ့အထောက်ပံ့တွေဖြစ်လာတာပေါ့ဗျာလို့ပြောပါတယ်2019ခုနှစ်ကရခိုင်ပြည်နယ်မှာရိုဟင်ဂျာအများပြားလူမျိုးတုံးသက်ပြတ်ခံရတာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတော်ဘက်ကထွက်ပြေးတဲ့အမှုအတွက်စစ်ကောင်ဆောင်တွေကိုအာဂျင်တီးနားတရားရုံးကဖမ်းဝရမ်းထုတ်ခဲ့တာဖြစ် ်ပါတယ်။ဒီမို့အတွက်ပဲနိုင်ငံတကာရာဇဝတ်ခုံရုံး ICC မှလည်းစစ်ကောင်ဆောင်ကိုဖမ်းဝရန်ထုတ်ဖို့ရှိနေကြောက2024နိုဝင်ဘာလမှာတရားရုံးကိုတောင်းဆိုထားပြီးဝရန်ထွက်လာရင်စစ်ကောင်ဆောင်နေပေါ်ပုံမှုကြီးမားတဲ့တရားမှုတွေရှိလာနိုင်တယ်လို့လေးလာသူတွေကမှတ်ချက်ပြီးကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။ ဆလဘီကံဘလူးညောင်စင်လေးပြူစော်တီရွာကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်မှုစစ်တပ်ဗမာ9ဦးပြင်းထန်ဒဏ်ရာရပြီးမုံရွာချောင်းလမ်းပိုင်းမှာစစ်ကူလာတဲ့ကားနှစ်စီးကိုမိုင်းဆွဲတိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကံဘလူးမျိုးနဲ့ညောင်စင်လေးပြူစော်တီရွာကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ရန်အုပ်ချုပ်ရေးမှူးလင်မယားအပါအဝင်စစ်သား9ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း Air Force 1 Drone Special Force အဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောပါရယ်။ဖေဖော်ဝါရီလ16ရက်နေ့ညနေပိုင်းမှာကံဘလူးမျိုးနဲ့ညောင်စင်လေးပြူစော်တီရွာကိုကံဘလူးခရိုင်ဒရုန်းတပ်ဖွဲ့က ဘုံတိချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် အဲဒီတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်ကအုပ်ချုပ်ရေးမှူးလင်းများအပါဝင်စစ်ကောင်စီတပ်သား9ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးသေဆုံးခြင်းရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။ညောင်စင်လေးပြူစော်တီရွာကိုကံပလူခိုင်ဒရုန်းတပ်ဖွဲ့ကပုံတိချတိုက်ခိုက်ခဲ့တာပေါ့။စစ်ကောင်စီတပ်သား3ဦးနဲ့စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးလင်းများ9ဦးထိခိုက်ဒဏ်ရာရတယ်လို့ Air Force 1 Drone Special Force အဖွဲ့မှတာဝန်ရှိသူတောင်းကပြောပါတယ်။ဒါပြင်စကိုင်းတိုင်းမုံရွာ6ဦးလမ်းပိုင်းမှာစစ်ကူလာတဲ့ကား20ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း BLDF အညာမိုင်းတပ်ဖွဲ့မှ တာဝန်ရှိသူတောင်ကသတင်းဌာနကိုပြောပါရယ်ဖေဖော်ဝါရီလ18ရက်နေ့ညနေ6:00နာရီခွဲကလည်းမုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါမစစ်ကူထွက်လာတဲ့တန်ပြားကာကာနတ်စီကိုမုံရွာချောင်းလမ်းမပေါ်ခင်မွန်ကျင်းရွာတောင်ဘက်မှာဗမာလူမျိုးရေးဒီမိုကရက်တစ်တပ်ဦးစစ်ဒေသ3 BLDF တပ်ခွဲအညာမိုင်းမှာရှေးထွက်မိုင်းနှလုံးပရိသတ်မိုင်း3လုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခင်ရာစစ်သားချဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒဏ်ရာရရှိသူများကိုချောင်းမြို့စေယုံကိုပို့ဆောင်ကစေကူသားမှုခံယူနေကြောင်းသိရတယ်လို့သ တင်းမှာဖော်ပြပါရှိပါရှင်။